ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီးရဲသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီးရဲသတင်းနေဖြင့်ဖလန်းမြို့သိန်းတိုက်ပွဲမှာမြင်းကြံ Black Tiger MPD တပ်ဖွဲ့က9ဦးနဲ့ PDF Zolan တပ်ဖွဲ့က10ဦးကြာဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် ချင်းပြည်နယ်ကဖလန်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့မန္တလေးတိုင်းအခြေစိုက်မြင်းညံဘလက်တိုင်းက MPD တပ်ဖွဲ့ကရဲဘော်9ဦးတီးတိမ်မြို့နယ်အခြေစိုက် PDF ဇိုလန်တပ်ဖွဲ့က10ဦးကြာဆုံးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကအသီးသီးထုတ်ပြန်ပါတယ်။ ငါလာတာကြာမြင့်ခဲ့တဲ့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲမှာမန်လေးတိုင်းအခြေဆိုင်မြင်းညံ Black Tiger MPD တပ်ဖွဲ့နဲ့တီးတိမ်မြို့နယ်အခြေဆိုင် PDF ဇူလန်တပ်ဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး MPD တပ်ဖွဲ့ကရဲဘော်3ဦးခြေလက်အင်အားဆုံးရှုံးခဲ့ကာရဲဘော်30ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MPD တပ်ဖွဲ့ကမနေ့ဧပြီလ10ရက်မှာထုတ်ပြန်ပါတယ်ချင်းပြည်နယ်ဖလန်းမြို့ကိုစစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင်ပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့တဲ့ဂျာမန်ကွန်မန်ဒိုစစ်ကြောင်းနဲ့ ကြမ်းမဲစစ်ကြောင်းခွန်ကရဲဘော်တွေရဲ့ဇွဲလုံးလတက်တီနဲ့အမိတ်နာခံမှုကို MPD တပ်ဖွဲ့အနေနဲ့လေးစားဂုဏ်ယူမိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖလန်းမြို့သိမ်းတိုက်ပွဲမှာချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်တပ်ဖွဲ့ကရဲဘော်၁၀ဦးမြင့်မြတ်စွာကြဆုံးခဲ့ရတယ်လို့ဒီနေ့ဧပြီလ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။ဖလန်းမြေမှာကျွေလွင်ခဲ့ရတဲ့တီးတိန်ကသူရဲကောင်းကျယ်များလို့ PDF ဇိုလန်တပ်ဖွဲ့ကအသိပေးထားပြီးပြည်သူတွေဘေးကင်းလုံခြုံရေးအတွက်မလျှော်သောဇွဲနဲ့တက်ဆွန့်ကြိုးပမ်းထမ်းဆောင်ရင်း ကျွေလွင်ခဲ့ရတဲ့လူငယ်တွေကိုအလေးနီဂုဏ်ပြုပါတယ်လို့အသိပေးထားပါတယ်။ချင်းညီနောင်စစ်စင်ရေးအဖြစ်ဖော်ဆောင်ခဲ့တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲမှာချင်းညီနောင် CB နဲ့မဟာမိတ်ပူးပေါင်းဖွဲ့တွေဖြစ်တဲ့96 Soldier PDF, Anti-Fascist Internationalist Front AIF, Burma National Revolutionary Army BNRA, Burmese Revolutionary Technical Front BRDF ရန်အဖွဲ့ Generation Z Army GZA, Giant Revolution Force GRF Harmonious Northern Brother HNB ကလေး Revolution Force KRF ကလေး Urban Guerrilla ကလေး UG မြန်မာ Black Tiger MPD National Liberation Army NLA Revolution Ambulance Wolf Raw Medical Team စကိုင်း Federal Troop SFD စကိုင်း Federal တပ်ပေါင်းစု Your Defense Force YDF Zo Army ZA ကလေးခရိုင်ပကဖာနဲ့ drone အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဖလန်းမြို့သိမ်းတပ်ပွဲကို2024ခုနှစ်နိုဝင်ဘာ9ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးအခုနှစ်ဧပြီလ9ရက်နေ့မှာဖလန်းမြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ဖော်ဆောင်နိုင်ခဲ့ပြီလို့ချင်းလက်နက်ကိုင်6ဖွဲ့နဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်ဖလန်းမြို့သိမ်းတပ်ပွဲမှာနှစ်ဦးကြာဆုံးပြီးပြင်းထန်ဒဏ်ရာရသူတွေနဲ့ခြေလက်ဆုံးရှုံးခဲ့သူတွေရှိတယ်လို့ BNRA ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် ချင်းညီနောင်စစ်စင်ရေးဖြစ်တဲ့ဖလန်းမျိုးသိန်းတိုက်ပွဲမှာဗမာမျိုးသားတော်လိုင်းတက်မတော် BNRA ကရဲဘော်နှစ်ဦးကြာဆုံးပြီးပြင်းထန်ဒဏ်ရာရသူတွေနဲ့ခြေလက်ဆုံးရှုံးခဲ့သူတွေရှိတယ်လို့ဒီနေ့ April 17ရက်မှာထုတ်ဖော်ပြောဆိုပါတယ်ဖလန်းမျိုးသိန်းစစ်စင်ရေးနဲ့ပတ်သက်တဲ့စစ်ရေးသတင်းထုတ်ပြန်ရမှာအခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်မှာစတင်ခဲ့တဲ့ချင်းညီနောင်စစ်စင်ရေးဖြစ်တဲ့ဖလန်းမြို့သိန်းစစ်စင်ရေးဟာအခုနှစ်ဧပြီ9ရက်နေ့မှာအောင်မြင်စွာအပိသက်ဖော်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ် BNR အနေနဲ့ဖလန်းမြို့သိန်းစစ်စင်ရေးအတွက်2024ခုနှစ်ဩဂုတ်လကစပြီးချင်းညီနောင်အပါအဝင်အခြားမဟာမိတ်တပ်တွေနဲ့အတူစတင်စုဖွဲ့ပြင်ဆင်ခဲ့တာဖြစ်ပြီးစစ်ရဲသဘော တော်လန်ရေးရဲ့သဘာဝအလျောက်အခက်အခဲတွေကြာဖလန်းမြို့ခလာရ268တပ်ကုန်းကိုအပြီးသက်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါဗျ။ဖလန်းမျိုးသိန်းစစ်စင်ရေးအတွင်းမှာ BNR ကရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ခြေထောက်တစ်ဖက်ဆုံးရှုံးသူနှစ်ဦးခြေထောက်နှစ်ဖက်ဆုံးရှုံးသူနှစ်ဦး လက်ချောင်းဆုံးရှုံးသူတဦးပြင်းထန်ဒဏ်ရာရသူ၃ဦးရှိခဲ့တယ်လို့လည်းအသိပေးပါဗျ။ BNR အနေနဲ့2023ခုနှစ်ဒီဇင်ဘာ22ရက်ကစတင်တဲ့ချင်းပြည်နယ်တောင်ပိုင်းကျင်းတွင်းမြို့စစ်စင်ရေးမှလည်းပါဝင်ခဲ့ပြီးရဲဘော်တဦးကြာဆုံးခဲ့တယ်လို့သိရပါဗျ။ချင်းပြည်မြောက်ပိုင်းဖလန်းမြို့သိန်းစစ်စင်ရေးဟာ BNR အတွက် ချင်းပြည်နယ်အတွင်းပါဝင်ခဲ့သောဒုတိယမြောက်မြို့သိမ်းစစ်စင်ရေးဖြစ်ပြီးတောင်ပေါ်မြေပြန့်တော်လိုင်းအင်အားစုတွေစုပေါင်းဖော်ဆောင်တဲ့စစ်ရေးဖော်ဆောင်မှုဖြစ်ပြီးအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချင်းညီနောင်အနေနဲ့တနစ်တာကျော်ကာလအတွင်းအောင်မြင်မှုတွေရရှိခဲ့တာကိုဂုံယူဝမ်းမြောက်ကြောင်းနဲ့စစ်စင်ရေးတွေမှာအသက်ခန္ဓာပိဆက်ဆွန့်လွတ်ခဲ့တဲ့တက်တော်အသီးသီးကတက်မှုတက်သားတွေကိုမှတ်တမ်းတင်ဂုံပြူကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးကောလင်းမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံဘုံကျဲတဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းကောလင်းမြို့နယ်ကိုစစ်ကောင်စီကဒီနေ့ဧပြီလ17ရက်မနက်ပိုင်းမှာလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကောလင်း PDF ကထုတ်ပြန်ပါတယ် ကောလင်းမြို့နယ်အရှိတ်ချမ်းမှာရှိတဲ့ရွှေဘုံမြကြီးနားကလန်ဘေးကတဲချောင်းရွာတက်ကိုဒီနေ့မနက်အစောပိုင်း3:40မိနစ်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မြေပြင်မှာစစ်ရေးလှုပ်ရှားမှုမရှိဘဲအရသာပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုလို့ကောလင်း LPDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ။ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျေးရွာအနီးလေကွင်းအတွင်တလုံးကျရောက်ပောက်ကွဲခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီဟာမနေ့ဧပြီလ10ရက်နေ့နေ့လယ်10:40မိနစ်တုန်းကလည်းကောလင်းမြို့နယ်အင်ပင်လကျေးရွာစာတင်ကျောင်းကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်73နှစ်အရွယ်မိန်းကလေးတဦးသေဆုံးပြီး9ဦးဒဏ်ရာရခဲ့ကာပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပါတယ်။ အင်းတော်မျိုးကိုဆုံးရှုံးထားပြီးတမမှုပါဖမ်းဆီးခံထားရတဲ့စစ်ကောင်စီဟာအင်းတော်ကောလင်းနဲ့ဝန်ထုံမျိုးနယ်တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရာကောလင်းမျိုးဟာနှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်တာခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုကောလင်းဝန်ထုံနဲ့အင်းတော်မျိုးနယ်တစ်ခုလုံးကယူဆိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားပါတယ်ခင်ဗျာ။ ။ယခုနောက်ဆုံးစစ်ရေးသတင်းနေဖြင့်ကရမ်းမျိုးသားနေအခမ်းအနားလုပ်တဲ့ရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရမ်းမျိုးသားနေအခမ်းအနားပြုလုပ်ခဲ့တဲ့ဖဲခုံမြို့နယ်တိကျိတ်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။မနေ့ဧပြီလ10ရက်ကပြုလုပ်ခဲ့တဲ့25နှစ်ပြည့်ကရမ်းမျိုးသားနှင့်ငွေရတုအထိမ့်မှတ်ပွဲအပြီးည7နာရီခန့်မှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အိမ်တလုံးပျက်စီးပြီးအရသာပြည်သူနှစ်ဦးဒဏ်ရာရသွားတယ်လို့ဒေသနေပြည်သူတွေကပြောပါတယ်။ဆေးအုပ်စုဟာကရင်မျိုးသားတရက်လုံးကိုရန်သူလို့သဘောထားတယ်လို့ဒေသနေပြည်သူတဦးကအတည်ပြုပါတယ်။ဆေးအုပ်စုကကရင်လူမျိုးတွေကိုတပုံလို့သတ်မှတ်ရင်တပုံမျိုးဟိဒုကရင်လို့ကျွန်တော်တို့ဂုံယူစွာဟစ်ကြွေးမယ်လို့လည်းဆိုပါတယ်။25နှစ်ပြည့်ကရင်မျိုးသားနှင့်ငွေရတုအထိမ့်မဲ့ပွဲပြီးချိန်မှာစစ်ကောင်စီကပေါင်200ဘုံးလာကျဲသွားတာလို့လဲဒေတာတွင်သတင်းတွေအရသိရပါဗျ ကယန်းကျေးရွာပေါင်း100ကျော်ကဒေသနေပြည်သူ1000ကျော်နဲ့စီကားတိုက်မြိုက်စွာကျင်းပနိုင်ခဲ့တဲ့25နှစ်ပြည့်ကယန်းမျိုးသားနေ့ကိုစစ်ကောင်စီကဖျက်ဆီးဖို့ကြိုးပမ်းတဲ့လှုပ်ရက်လို့လဲဆိုပါတယ်။ကယန်းလူလူတရက်လုံးလွတ်မြောက်ရေးအတွက်ကယန်းလူမျိုးတွေညီညွတ်ကြဖို့25ချိန်မြောက်ကယန်းမျိုးသားနေ့မှာကယန်းမျိုးသားပါတီ KNB ဥက္ကဋ္ဌခွန်ဘီထူးကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဒီအခမ်းအနားမှာကယန်းအလံတော်ကိုအလေးပြုခြင်း ကယန်းအလံလွင့်ထူခြင်းကယန်းဘုံအကကခြင်းနဲ့ငလင်ဘေးကြောင့်ထိခိုက်သေးဆုံးခဲ့သူတွေအတွက်ဝန်ထဲချင်းအထိမ်းအမှတ်အနေနဲ့10မိနစ်ငြိမ်သက်တဲ့အစီအစဉ်တို့ပါဝင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ